ြပါရှင်။ Radio Veritas Asia အာရှသမတရားတံလွင်ဌာနမှမြန်မာဘာသာစီစဉ်များကိုစတင်တံလွင်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နာရီ6:00နာရီမှ6:00နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင်ပေးနေပါတယ်ရှင်။တို့ဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင် မွေးနေဓမ္မတိလက်ဆောင်ကနာကိုကျွန်တော်ဂျုံဝင်းစော်ထုံးကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာကြက်ရောက်တဲ့မွနေရှင်များကတော့ခုတ်ကူမျိုးမှជីជីဆိုရန်ကုန်မျိုးမှ Miss G1 မုံမိတ်မျိုးမှဖြူဖြူဝင်ပမော်မျိုးမှဒေါ်ဝင်းဝင်းတင်မင်းတို့မျိုးမှစုလိုင်ဖြူမိုးကုတ်မျိုးမှကက်ပရင်မခင်ဝင်မြင့်ညာမျိုးမှ မူမူရန်ကုန်မှရီတာရင်ရင်ဆန်းမန္တလေးစင်ကြိုမှဥအောင်မိုးတို့ပဲဖြစ်ပါတယ်ဒီကနေ့နှဝင်ပါလာ9ရက်နေ့မှာကြက်ရောက်တဲ့မွနေရှင်များနားဆင်အပေးနေသူများအလုံးပေါ်ဖះရှင်ရဲ့ကောင်းကြီးများစတဲ့တဘူတို့၍ခံစားရပါစေကြောင်းအချက်တမတရားမြန်မာပိုင်းစီဒီမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထုံးကနေစုမုံကောင်းတောင်းပေးရင်တည်တံ့ရှင် ဆိုင်နုပန်တည်ဆူထားတဲ့ငြင်းညာရေးတန်ခြင်းဆိုတဲ့ဓမ္မတစ်ချင်ကိုတင်ဆက်ပေးလိုက်ပါရစေ။ ဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမေတ္တာ။ဩတနာကယုဏရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကို အမြဲမပြတ်စောင့်ရှောက်လျက်ရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှကိုယ်တော်ရှင်တနာကယူနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ ိုရောရှင်မှလွဲ၍မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီးတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီးများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ။သာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ။ပါဝင်လှူဒန်းကြသောအလူရှင်များ အားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါ။မိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတာယာဝါပြောသောနိုင်ငံအသစ်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတာယာခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား

ချီလာစွာရညကိုမနမပေါလို့ဒီကနေ့ဟာနိုဝင်ဘာလ9ရက်2025ဘုဒ္ဓဟူးနေ့ဖြစ်ပါတယ်ဒီကနေ့ကက်သလစ်ဘာသာဝင်များအတွက်ထောက်ရှုမဲ့ချမ်းချက်တွေကတော့ပထမအချမ်းအနေနဲ့ရောမဥပဒေအခန်းကြီး7ငွေ10ကနေ30ဖြစ်ပြီးတော့အင်္ဂလိပ်ချမ်းအနေနဲ့ရှင်လူကာအခန်းကြီး14ငွေ25ကနေ33ဖြစ်ပါတယ်ပထမအချမ်းမှာချစ်ချင်းမေတ္တာဒီပြညတ်တရားကိုပြည့်စုံစေမြဲကြောင်း ဒါကြောင့်ချက်ချင်းမြတ်တာအကျွေးမတပါမိတိအကျွေးမြတ်မတင်ကြစေတင့်ကြောင်းဖတ်ရပါလေ။တနည်းအားဖြင့်ဒီချမ်းပိုက်ကအကျွေးဆိုတဲ့စကားလုံးကိုမိမောင်းထုတ်ပြပါလေ။လူတိုင်းဝိုင်းမှာကျင်လည်ချက်စားစဉ်လောကဥစ္စာပစ္စည်းတွေကိုစီမံခန့်ခွဲမှုမတတ်တဲ့အခါမှာဖြစ်စေ။စီးပွားရေးလောက်ရ၌ငွေချေးစီမံခန့်ခွဲမှုနဲ့စည်င်းစရာထားတုံမှုပညာမကျွမ်းကျင်တဲ့အခါမှာဖြစ်စေ။မလိုလားအပ်တဲ့ငွေရေးချေးရေး အကျွေးတွေဖြစ်ပေါ်တတ်ပါတယ်ယောဂုတ္တပစ္စည်းနဲ့ဆိုင်တဲ့ငွေရေးချေးရေးအကျွေးဟာပြန်ဆက်လို့ဖြစ်စေလျှော်ပေးလို့ဖြစ်စေ အခြေတန်ရင်ပြီးသွားမှာဖြစ်ပေမယ်မဆက်မချင်းမယောမချင်းတော့ပဏိပခတွေနဲ့လူသားချင်းချင်းဆက်ဆံရေးမှာအဟံတာဖြစ်ပြီး အချင်းချင်းဝေးကွာစေအောင်မှာဖြစ်ပါလေတော်တော်ချစ်ချင်းမေတ္တာရဲ့အကျွေးကတော့ဒီလိုမဟုတ်ပါဘူး လူတွေကိုပုံမနိကစေတယ်ပုံမယင်းနေစေတယ်စီလုံးညညွတ်စေတယ်ပုံမခရုဆိုင်စေတယ်အသွွင့်ရှည်ပြီးတော့တည်တန့်စေတဲ့ချစ်ချင်းမေတ္တာအကျွေးပဲဖြစ်ပါတယ်အကျွေးချင်းတူပါတော့ညာလေဝဲပြတဲ့အနိတာရကို ပုံဖော်ပေးပါတယ်ဒီကနေ့ရဲ့အင်္ဂလိပ်ကျမ်းစာထဲမှာသခင်ယေရှုရဲ့နှောက်လိုက်များအတွက်အရာရာကိုတေချာစွာတွက်ချက်ပြီးတော့လိုက်ဖို့ရန်အတွက်ဖြစ်ခေါ်တယ်တေချာစဉ်းစားပြီးတော့ဆုံးဖြတ်ဖို့ရန်အတွက်ဖြစ်ခေါ်တယ် ခရိယံအုပ်စုထဲမှာပါဝင်ပြီးတော့တခင်ယေရှုရဲ့နောက်လိုက်ယုံနဲ့သူရဲ့တပည့်မဖြစ်နိုင်ဘူးဆိုတဲ့ဥစ္စာကိုလည်းအတိအလင်းဒီမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အုပ်စုထဲမှာပါယုံနဲ့တခင်ယေရှုရဲ့နောက်လိုက်အစ်စ်မှမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းအရာလေးတွေကိုဒီကနေ့ဖော်ပြထားတာကတော့တခင်ယေရှုရဲ့တပည့်ဖြစ်လို့လင်းမိမိဤမိဘစနေခင်မွန်တာမယာညီကိုမောင်နှမတို့ကိုဖြစ်စေမိမိအသက်ကိုပြင်ဖြစ်စေ မမောင်းလင်ငါဤတပိမဖြစ်နိုင်မိမိလက်ဝါးကားတိုင်ကိုမထမ်းပဲငါနောက်တို့လိုက်လို့တော့သူဒီလဲငါဤတပိမဖြစ်နိုင်ဆိုခဲ့တဲ့စကားတွေကတော်တော်ပြင်းထန်ပါတယ်တုတ်တော်လဲတကယ်လဲထ ිය ောက်ပါပဲအုတ်စုထဲမှာရေလိုက်ငါလိုက်ပါယုံနဲ့သခင်ယေရှုရဲ့တပည့်အစီအမံမဖြစ်နိုင်ပါဘူးသခင်ယေရှုရဲ့တပည့်အစီအမံဖြစ်ခြင်းနဲ့ဆိုရင်အစွမ်းကပြောတဲ့အရာအားလုံးကိုဆွန့်ထုတ်ပြီးတော့မှ သခင်ခရစ်တော်ရဲ့နောက်ကိုလိုက်ရမှာဖြစ်ပါတယ် ဒီနေရာမှာမိမိကိုကိုချစ်ပါမိမိနဲ့နိစ္စတော်သူကိုချစ်ပါလို့တုံတင်ခဲ့တဲ့သခင်ခရစ်တော်ကမိမိရဲ့မိဘဆွေမျိုးကိုမုန်းရမယ်ဆိုတဲ့တုံတင်ချက်ကိုထောက်ရှုခြင်းစရာဖြစ်လာပါတယ်တုတ်တော်ဒီချမ်းပိုက်မှာပေါ်ပြထားတဲ့အမုန်းဆိုတဲ့စကားလုံးကတကယ်တကယ်အမုန်းဆိုတဲ့လူတွေနားလည်တဲ့အမုန်းတရားထက်အရာရာတိုင်းကိုဖျားသခင်ကိုဦးစားပေးရမယ်ဆိုတဲ့သဘောတရားဖြစ်ပါတယ် ။သခင်ယေရှုရဲ့တပည့်အစီအမံဖြစ်တယ်ဆိုရင်လောကနဲ့ဆန်တဲ့လူဖြစ်စေ၊ရုပ်ဝတ္ထုဖြစ်စေအဆဆအရာရာကိုဒုတိယနေရာမှာထားပြီးတော့ဖရာကိုဦးစားပေးပထမနေရာမှာထားရမယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။သခင်ယေရှုရဲ့နောက်လိုက်များအဖြစ်နဲ့လူအုပ်ထဲမှာရေလိုက်ငားလိုက် ခရိယန်တိုးစုတွေ ဖြစ်နေတုံးလားစစ်မှန်တဲ့သခင်ယေရှုရဲ့နောက်လိုက်တဲ့ဘက်အစ်မှန်ဖြစ်နေပြီလားဆိုတော့ပြန်လည်စမ်းစစ်ပြီး သခင်ယေရှုရဲ့နောက်လိုက်တဲ့အစီအမံတွေဖြစ်နိုင်ဖို့ရန်အတွက်အကြိုးစားကြပါစို့။ဖျားရှင်တင်တို့ကိုကောင်းကြီးပေးပါစေ။ ဒီကနေ့တိတိကျအစီအစဉ်တွေကလူငယ်ကဏ္ဍအနေနဲ့ဘာတွေပဲလှုပ်လှုပ်အရာမထင်တဲ့အခါဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။ဘဝမှာကြိုးစားမှုတိုင်းမှာအောင်မြင်မှုဆိုတာမရှိနိုင်ပါဘူး။ထို့ပေမဲ့လို့လေအောင်မြင်မှုတိုင်းမှာတော့ကြိုးစားမှုက မပါမဖြစ်လိုအပ်ပါတယ်။လူတယောက်ရဲ့ဘဝမှာအကောင်းဆုံးနဲ့အဆိုးဆုံးလို့ပြောနိုင်တဲ့အရာကတော့ ကိုစိုက်ထုတ်လိုက်တဲ့ကြိုးစားအားထုတ်မှုတွေပါပဲကြိုးစားရင်အောင်မြင်မယ်ကြိုးစားရင်ရလက်ကောင်းနေရမယ်ဆိုတဲ့တွေးခေါ်မှုကအားကောင်းတဲ့စွမ်းအင်တစ်ခုကိုပေးနိုင်ပေမဲ့လို့တခါတလေကြတော့လေအဲ့ဒီတွေးခေါ်မှုကနေစိတ်ပြက်အားငယ်မှုတွေပင်ပန်းနှဲ့နေမှုတွေရဲ့အရင်မြင့်ဖြစ်လာတတ်ပါတယ်။ဥပမာဆံမွေးတစ်ခုအတွေ့ညနေတဲ့အထိဆော်ရီဖတ်တယ်။မှတ်စုတွေပြင်ဆင်တယ်။တို့ပေမဲ့လို့လဲဆံမွေးကန်းနဲ့ရောက်မှာမိကုန်းတွေကကိုကျိုးစားထားတာနဲ့လုံးဝမတက်ဆိုင်တဲ့အခါ ဒါမှမဟုတ်အမှတ်ကောင်းကောင်းမရတဲ့အခါတွေမှာ CPC မှုကချက်ချင်းဝင်လာတတ်ပါတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစဖို့ချင်းငွေတွေထုတ်အကျွေးတွေယူပြီးစ조사ပန်းစားလုပ်ပေမဲ့လို့လဲဈေးကွက်အခြေအနေဒါမှမဟုတ်မမျှော်လင့်ထားတဲ့ကတ်ဆိုးတစ်ခုကြောင့်အားလုံးပြိုလဲသွားတဲ့အခါမှာခံစားရတဲ့ဝေဒနာကပူပြီးကြီးမားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ်စိုက်ထုတ်ခဲ့တဲ့အရာအားလုံးကရည်တွေကပုံဆွဲတယ်လို့ပဲပျောက်ကွယ်သွားတယ်လို့ခံစားရလို့ပါ။ဒီလိုအခါမျိုးမှာ ကိုလုခဲ့တဲ့ကြိုးစားမှုတွေဟာဘာအတိတ်ပဲမှမရှိတော့ဘူးလို့ထင်လာတတ်ပါတယ်။အဲ့ဒါဟာအမှန်တရားမဟုတ်ပါဘူး။ကျမတို့တွေကြိုးစားမှုရဲ့အတိတ်ပဲကို နားလည်မှုလွဲနေလို့ပါ။ကြိုးစားအားထုတ်မှုဆိုတာရလတ်တစ်ခုတည်းအတွက်မဟုတ်ပါဘူးအဓိကကတော့အဲ့ဒီကြိုးစားမှုကြောင့်ကိုရရှိလိုက်တဲ့အတွေ့အကြုံသင်ခန်းစာနဲ့ ကိုကြီးကူတီးတူးတက်လာမှုပဲဖြစ်ပါတယ်အကောင်းဆုံးစူးစားခဲ့ပေမဲ့လို့လဲအောင်မြင်မှုမရတဲ့အခါမှာရလက်တစ်ခုကိုပဲ မျောလိနေခဲ့ရင်စိတ်ပြက်မှတေးကြပါတယ်ဒို့ပေမဲ့လို့လဲဒီစူးစားမှုကနေကိုပါရီလိလာတည်ယူနိုင်ခဲ့လေနောက်တစ်ချိန်ဆိုရင်ဘလို့ပူကောင်းအောင်လုပ်နိုင်မလဲဆိုတာကိုပြန်စဉ်းစားကြည့်ပါ ဲ့ဒါဟာကိုရရှိလိုက်တဲ့တကယ်အမျက်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပျက်စီးသွားနိုင်တဲ့အရာဝိတ္ထုတွေထက်ဘဒူမမခိုးယူနိုင်တဲ့အသိပညာနဲ့အရေးချင်းကပူပြီးတန်ဖိုးရှိလိုပဲဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ကြိုးစားတဲ့အခါမှာရလတ်ကိုပဲအာယုံမဆိုင်ပဲအဲ့ဒီလုံရက်ကိုအကောင်းဆုံးဖြစ်အောင် လုံဆောင်တာက ပိုအရေးကြီးပါတယ်။ စမွေးအောင်ဖို့အတွက်စာဖတ်တာတဲ့ဒီစာကိုဖတ်ခြင်းအပြင်ကိုယ့်ရဲ့အသိပညာတိုးတက်လာဖို့အတွေးခေါ်ကျေဝလာဖို့ရည်ရွယ်ပြီးကြိုးစားတင်ပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုစလုပ်တဲ့အခါမှာအမျက်အစွန်းကြီးကြီးမားမားရဖို့စိတ်ကူးရင်နေတာတဲ့ဒီလုပ်ငန်းကိုဘလို့စီမံခန့်ခွဲရမလဲဘလို့ဖောက်တဲ့ဆက်ဆံရေးတိဆောက်ရမလဲဆိုတဲ့အတွေ့အကြုံတွေရယူဖို့ကိုပိုပြီးအာရုံစိုက်ပါဒီလိုလှုပ်ချင်းအပြင် ကိုမျောလင့်ထားတဲ့အတိုင်းအောင်မြင်မှုမရလာရင်တောင်းပါပဲစိတ်ပြစ်အားငယ်ရမယ့်အစားဒီစ조사မှုကနေဒီအရာတွေကိုတည်ယူဝင်ရခဲ့တာပဲဆိုပြီးအာအင်တွေပြန်ရလာပါလိမ့်မယ်ဒါဟာဘဒူမမပေးနိုင်တဲ့ကိုယ်တိုင်ရဲ့조사မှုကနေပဲရနိုင်တဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်ပါတယ်ဘဝမှာ조사မှုတိုင်းအရာထင်နေတယ်ဆိုတာမဖြစ်နိုင်ပါဘူး တခါတလေကိုယ့်ရဲ့အကောင်းဆုံးကြိုးစားမှုကတောင်မှမအောင်မြင်နိုင်ပါဘူးမမျှော်လင့်ထားတဲ့အခြေအနေတွေထိန်းချုပ်လို့မရတဲ့ကိစ္စတွေအများရှိနေတတ်ပါတယ်ဥပမာအပြေးပြိုင်ပွဲဝင်ဖို့နှိချီပြီးလေ့ကျင့်ထားပေမယ့်ပြိုင်ပွဲနေ့မှာရုပ်တရက်ကျန်းမာရေးမကောင်းလို့ဝင်ပြိုင်လို့မရတဲ့အခါဒါဟာမမျှော်လင့်ထားတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ် တို့ပေမဲ့လို့လေအဲ့ဒီလိုဖြစ်လာတဲ့အခါမှာပြင်းထန်တဲ့စိတ်ပူစီမှုတွေကိုခံစားရမယ့်အစားငါဒီလောက်ထိလေ့ကျင့်နိုင်ခဲ့တာပဲငါမှဒီလိုစမ်းရည်ရှိနေပြီပဲဆိုပြီးကိုကိုကိုတန်ဖိုးထားတတ်လာပါတယ်အဲ့ဒီလိုတွေးခေါ်ပုံကကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုပိုပြီးအထောက်အကူပြုနိုင်ပါတယ်ဒါကြောင့်ဘယ်အရာကိုမဆိုစူးစမ်းတဲ့အခါမှာရလက်ကိုစိတ်ကူးယဉ်ပြီးမျှော်လင့်မနေပါနဲ့လက်ရှိလုပ်နေတဲ့အရာကိုဒါအကောင်းဆုံးဖြစ်အောင်အာရုံစိုက်လှုပ်ဆောင်ပါ ဒါမှသာစူးစမ်းမှုမအောင်မြင်တဲ့အခါမှာစိတ်တက်မကြပဲကိုရရှိလိုက်တဲ့တန်ဖိုးရှိတဲ့အရာတွေကိုတွေ့မြင်နိုင်မှာပါဘဝမှာစူးစမ်းတိုင်းအရာမထင်တဲ့အချိန်တွေရှိမှာပါအရေးကြီးတာကအဲ့ဒီအခက်ခဲတွေကနေဘလို့သင်ငန်းစာယူပြီးဘလို့ဆက်သွားမလဲဆိုတာပါပဲအားလုံးပဲပျော်ရွှင်ခြင်းချမ်းသာစီကျမကတော့ Sister Regina မူခိုင်ပါ ဤတွင် Radio Veritas Asia အာရှသမတရားအတံလွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတံလွင့်လို့ပြပါသည်။ဩတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။